င်မောင်းစောဝနအားထိဒစကားမှာတာဝန်ရှိသူအဖြစ်ဟန်ဆောင်ခိုင်းကတဲ့တမတော်ချစ်သူများအားစိတ်သက်ကြဆင်းစေရန်တမတော်ယူနီဖောင်းယူနီဖောင်းပေးဝယ်ထားသည်တဲ့အနစ်ချုပ်တော်တဲ့ထိဒစကားမကြသေးပါတဲ့တမတော်သားများရွရွချွွချွပြင်းထန်ခုခံလျက်ရှိပါသည်တဲ့မင်္ဂလာပါ ဒါမင်္ဂလာပါလို့ပြောပေမဲ့ပေါ့နော်ဒါမင်းအောင်လိုင်ရဲ့လောရဲ့ကတော့မင်္ဂလာမရှိဘူးပေါ့ဗျာဒါနှစ်ရက်အတွင်းမှာဘုံကျဲတိုက်ခိုက်သွားတာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဘုံကျဲတိုက်ခိုက်တဲ့ဟာကဒါဒေါ်လာရင်းတက်ဖွဲ့တွေကိုမဟုတ်ဘဲနဲ့ရက်သားပြည်သူတွေကိုကြီးပဲဒါနင်းငံပြီးတော့တက်ဖြတ်သွားတဲ့ဟာမျိုးဖြစ်နေတာပေါ့အခုမန်းလေးတပိတ်ချင်းမှာဆိုဒါရေတွက်တို့လိတ်ကြတော့ပေါ့နော်အဲ့လိုကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်တာတွေရဲရဲဆက်ဆက်လှုပ်သွားတာဗျာဟိုလာသားရွယ်ကလေးလေးတွေပါတယ်အဲပြီးရင်ဒါ body အစိပ်ပိုင်းတွေကြည့်မယ်ဆိုလဲဒါမီးလောင်ပျက်စီးနေတဲ့ အာခန္ဓာကိုယ်အပိုင်းစာတွေတွေ့ရမယ်အာတော်တော်ကိုစိုးစိုးဝါပါဗျာဟိုပြောရမယ်ဆိုတာရွာလေကောင်းမှရှိပါတယ်ဆိုတော့ဒါတက်စီဆိုင်ကိုအာပုံကျဲတိုက်ခိုက်တဲ့ပုံစံမျိုးလှုပ်သွားတော့ဘေးနားမှာရှိမြဟာတွေအကုန်လုံးကစာပောက်ကွဲပျက်စီးပြီးတော့ဗောနော်ဟိုလုံးဝဒါငရဲပွက်သလိုအထိဖြစ်သွားတော့ဗောပြည်သူတွေတနာဖို့ကောင်းတယ်အဲ့မှာဒါငိုယိုပြီးတော့ဗောနော်တော်တော်လေးကိုဒုက္ခရောက်သွားတယ်ပြီးတော့တေဆုံးတဲ့အခြေအတွက်ကလည်းဒါတဖြည်းဖြည်းမြင့်တက်လာနေရဗောဘာဖြစ်လို့လဲဆိုတော့ပုံကျဲတဲ့ချိန်မှာတော့ ဒါ73ရောက်ကလုံးဝပွဲချင်းပြီးတည်သွားရဆိုပြီးတော့သိရတယ်အဲနောက်ထပ်ထပ်ပြီးတော့ဒါကုသနေတဲ့ထဲမှာထပ်ပြီးတည်တဲ့သူတွေကလည်းထပ်ရှိတယ်အဲ့ဒါ71ရောက်အားလုံးပေါင်း24ရောက်လောက်ဒါတိတ်ဆုံးသူရှိနေပြီအဲပြီးတော့ဒဏ်ရာပြင်းထန်တဲ့ဟာတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်တိတ်ဆုံးသူဦးကြီးကလည်းထပ်ပြီးတော့တိုးလာဖို့ရှိနိုင်တယ်ဆိုပြီးတော့ဒါသိရတယ်ဗောနော်အဲ့တော့ဒါကတော်တော်ကိုရုံမှာရက်ဆက်တဲ့လောက်ရက်လို့ပဲပြောရမှာပါဗျာအဲ့တော့လေတက်ကကောင်းနေဗောနော်သတိကောင်းကောင်းထားမင်းတို့ရဲ့မိသားစုတွေအဲမင်းတို့ရဲ့ဆွေမျိုးတွေကအဆောက်ဗောနော် ဒီပြစ်မှုပြစ်ဒဏ်တွေကိုခံရဖို့ဒါဟိုများလာပြီပေါ့နော်များလာပြီပြည်သူကတော်တော်ကိုရွှန်ရှာမုန်းတီးတဲ့အနေအထားဖြစ်လာနေပြီပေါ့နော်ပြီးတော့ဒါစကိုင်းတိုင်းမြင်းမှုမှာဆိုလေဒါကလေးငယ်တွေပါအပါပေါ့နော်အများကြီးပဲဒါထိခိုက်ပျက်စီးသွားတာရှိတယ်အဲ့အဲ့ထဲမှာဒါတော်လိုင်းရဲဘော်တွေကပြန်ပြီးတော့မရမကရသလောက်လိုက်ပြီးတော့ကဲထုတ်ပေးနေရတဲ့နေသားရရှိတယ်ဗောနော်ပြီးတော့အဲ့အဲ့လိုမျိုးဒါကဲထုတ်ပြီးတော့ဗောနော်ကဲစဲအေးလုပ်ငန်းတွေလုပ်နေရတဲ့အချိန်မှတောင်မှပဲဒီကောင်လေရင်ဝဲတာတွေကိုအဲ့အချိန်ဒီရှိနေလုံးမယ် အဲ့ဒါဒါဘာကိုပြတယ်လဲဆိုတော့ဒါထပ်ပြီးတော့ဗောနော်ဒါရှေ့ဖြစ်စဉ်နေတုန်းကလိုပဲထပ်ပြီးတော့ဒီလိုမျိုးနိုင်ရေးကိစ္စလောက်တာပဲဖြစ်ဖြစ်ဗောနော်တချို့ဘုလောက်တာပဲဖြစ်ဖြစ်အလောင်းကောက်တာပဲဖြစ်ဖြစ်ပျက်စီးပုံတွေတည်းကလိုက်ပြီးတော့ဒါအလောင်းနေရှာဖွေရဲ့အချိန်မှာပဲဖြစ်ဖြစ်ဗောနော်ထပ်ပြီးတော့ဒါလုံနိုင်ချင်ရှိသေးတယ်အဲ့ကြအဲ့လိုဟာမျိုးတွေကိုတော်တော်လေးဂရုစိုက်ရမယ်ပေါ့နော်အဲ့တော့မင်းအောင်လိုင်းကတော့ဒီဥစ္စာကိုသူကဒါရန်နိုင်မင်းစစ်စင်ရေးဆိုပြီးတော့သူကပြောထားတယ်ဒီလေချောင်းတိုက်ခိုက်မှုကိုပေါ့နော်အာ တကယ်ကိုများများဆဆပုံစံမျိုးနဲ့လုံမဲ့ပုံစံမျိုးလှုပ်ထားတာပေါ့နော်အခုလည်းအဲ့ပုံစံမျိုးတကယ်လုံနေတာအဲ့တော့သူ့ရဲ့ရန်တိုင်းမင်းစစ်စင်ရေးဆိုတာက तू ပြောတဲ့ပုံစံကတော့ तू ဆုံးရှုံးထားတဲ့နေမြေတွေကို तू ကပြန်ယူဖို့အတွက်ဒီလေချောင်းတိုက်ခတ်မှုတွေကို तू ကဇက်တိုက်လုံမယ်ဆိုပြီးတော့ तू ကကြွေးကြော်ထားတာပေါ့နော်ဒါပေမဲ့အခုလက်ရှိမြေပြင်မှာ तू လုံနေတဲ့လုံရက်တွေအကုန်လုံးက तू ဆုံးရှုံးထားတဲ့နေမြေဆိုတာတော့မှပဲပြည်သူလူထုနေတဲ့နေရာတွေကိုကြည့်ပဲလုံနေတာပေါ့နော်အဲသူ့အနေနဲ့အဲ့လိုမျိုးလုံလေလေပို့ပြီးတော့ तू အခြေအနေဆိုးလေလေပဲ အခုဆိုရင်ပြည်သူကဒါလေတက်ဆိုရင်လုံးဝခွင့်မလွတ်နိုင်တော့ဘူးဒါကျွန်တော်ကစပေါ့နော်ဒီဟိုဟာပေါ့ဒါတုံမန်းတွေဘာတွေထဲမှာပါလာခဲ့တယ်ဆိုရင်တော့အော်တုံမန်းဖြစ်သွားပါပြီဟဲ့ဆိုရင်စိတ်ကဒါအရင်တော့ဆိုရင်တော့ရှီကောင်းရှိမယ်ဒါပေမဲ့လေတက်ဆိုရင်တော့မရဘူးဗျာလေတက်ဆိုရင်တော့မကျေနပ်နိုင်တော့ဘူးအဲ့လိုပုံစံမျိုးတွေဖြစ်လာနေပြီဒါပြည်သူကလည်းမကျေနပ်ဘူးပြတော့ဒီလိုမျိုးရဲရဲဆက်ဆက်ကြီးလုံနေပါလေဆိုတဲ့လုံရက်တွေကိုအကျုံးဒါပြည်သူတွေလည်းသိသလိုပေါ့နော်သူတို့ရဲ့မိသားစုတွေလည်းမြင်နေတွေ့နေရတာပဲအဲ့လိုဟာမျိုးတော့မှပဲဟာငါသားကတော့ ဟိုဒီလိုအလုပ်တွေကိုလုပ်နေတာငါတို့တားမှဖြစ်မယ်ဆိုတဲ့စိတ်မျိုးမရှိကြဘူးအဲသူတို့ရဲ့မိသားစုတွေကလည်းအဲ့ထဲမှာလူတူလူပါပဲအဲပြီးရင်သူတို့ဒါမိသားစုဆွဲထဲမှာဒါမိမတွေလည်းပါတယ်ဗောနော်သူတို့ရဲ့ဇနီးများတွေဗောနော်အဲ့လိုအဖွဲ့တွေကလည်းအဲသူ့ရဲ့ယောက်ျားဒီလိုမျိုးလှုပ်ရက်တွေလှုပ်နေတဲ့ဟာကိုဒါကောင်းကောင်းကြီးထိုင်ကြည့်နေနိုင်တယ်ဆိုတဲ့စိတ်ကဒါတုံတုံရုပ်မှန်ရက်ဆက်မှုမျိုးတော့မဟုတ်ဘူးဗျာ ဟိုတကယ်ကိုပဲဒါပြည်သူမှန်းလန်းသိတာလေကလေးတငယ်တွေလည်းပါတယ်ရက်သားပြည်သူတွေဆိုတာလည်းလုံဝသိတာနေတဲ့အနေအထားမှာတော့ပဲဒီလိုလုံမျိုးတွေကိုခွင့်ပြုတယ်ဆိုတာကယွန်စရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုကောင်းမျိုးတွေမိလာပြီဆိုတဲ့ခါကျရင်တော့ကျွန်တော်ကပြင်းထန်တဲ့ဒါပြစ်မှုပြစ်ထန်တယ်ကျွန်တော်ပေးစီခြင်းတယ်ပေါ့နော်ဒါကိုလိုလိုင်းတက်ဖွဲ့တွေဆိုလည်းဒါကျွန်တော်တောင်းဆိုလည်းပေါ့နော်ပြီးတော့အဲ့လီတက်ကောင်တွေလှုပ်မင်းတို့ဆက်လှုပ်မင်းတို့လှုပ်တဲ့အကျိုးဆက် က နောက်ထပ်မင်းတို့ခံစားရမယ့်ဟာတွေကအများကြီးဖြစ်လာလိမ့်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါပြည်သူကလည်းငြိမ်နေမှာမဟုတ်ဘူး။အဲ့လိုပဲတော်လိုင်းတက်ဖွဲ့ကပို့တော်မှမငြိမ်သေးတယ်။ဒါပြည်သူအတွက်လှုပ်လှုပ်နေပါလေဆိုတော့တော်လိုင်းတက်ဖွဲ့တွေကလည်းဒီဟာအတွက်ကိုပြန်ပြီးတော့ ဒါသွေးကြွေးပြန်ယူနိုင်ဖို့အတွက်စူးစမ်းမှာပဲပေါ့နော်အဲ့လိုစူးစမ်းတဲ့ခါကျရင်မင်းတို့ကောင်တွေဘလို့နေမလဲဆိုတဲ့ဟာကိုမြင်အောင်သေးတယ်ပေါ့နော်မြင်ကြည့်ကျင်သေးတယ်ပေါ့နော်အဲပြီးတော့ကျတော့ဒီမြောက်လိုင်ရဲ့ရုံမှာရက်ဆက်မှုကိုကဘာအတိအောင်ချပြစေချင်တယ်ဆိုတော့တခြားမဟုတ်ဘူးပေါ့နော်သူပြောတယ်ဒါငလင်ဘေးတင်တဲ့နေရာမျိုးတွေမှာပြန်လဲတူတောင်ကြီးကိစ္စမျိုးတွေအရှင်ဟုန်ပြင်းပြင်းနဲ့ဆောင်ရွက်ရမယ်ဆိုတဲ့ပုံစံမျိုးသူပြောတယ်ပေါ့နော် ဒါပေမဲ့အခုလက်ရှိသူဘုံကျဲသွားပါတယ်ဆိုတဲ့နေရာတွေကငလင်းတန်းခန်းစားရတဲ့နေရာတွေလည်းပါတယ်အဲ့တော့ကြာဒီကောင်ဆော့အပြောကတမျိုးပေါ့နော်အလုတ်ကတမျိုးအဲ့ပုံစံမျိုးဖြစ်နေကျွန်တော်ဆဲမိတော့အဲ့လိုပုံစံမျိုးတွေဖြစ်နေပါတော့အဲ့တော့ကျတော့ဒီကောင်ရဲ့ဇကားကိုယုံကြည်ပြီးတော့ဒီကောင်တော့လိုက်နေတဲ့သူတွေအားလုံးကလည်းဒီကောင်ပုံစံမျိုးပဲလို့ဒါကျွန်တော်တို့ကောက်ချက်ချလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်နေဝစ်လယ်မဲနေကိုကျွန်တော်တို့ကစောင့်ကြည့်ကျင်သေးရပါတော့အဲနောက်တစ်ခုကဒါကျွန်တော် ီစကန်သိန်းအောင်ပွဲတွေရှိတယ်ပေါ့နော်ဒါပေမဲ့အပြစ်ဝတောင်မှဒါကျွန်တော်တို့မပြောနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးပုံကျတက်ခိုင်းမှုတွေကြောင့်ပြည်သူတွေအများကြီးထိကျဖြစ်စီကြစကန်သိန်းအောင်ပွဲနှစ်ခုကဒါမှမဟုတ်စကန်သိန်းရှိတယ်ပြီးရင်ထိထောက်စကန်သိန်းရှိတယ်ပေါ့နော်တမဟာခုနေမီတွေကစကန်တစ်ခုရဲ့တမဟာလေးနေမီတွေကစကန်တစ်ခုရဲ့ရှိတယ်အဲအဲ့ထဲမှာအားရစရာပါတယ်ကျွန်တော်တော့ဂျင်းနေတယ်ပေါ့နော်အဲ့ထိထောက်စကန်ကိုသိနေတဲ့အချိန်မှာဗျူဟာမှုပေါ့ဗျူဟာမှုအဲ့စကန်မှာရှိတဲ့သူကဗျူဟာစကန်ပေါ့ဗျူဟာစကန်ဆိုတော့အင်အားလည်း ဒါယာကနနီးပါရှိမဲ့အင်အားပေါ့နော်အင်အားတောင်းနေတဲ့စခန်းတစ်ခုဖြစ်တယ်ပြီးတော့ဒါအချက်ချာနေရအဲစစ်ပြော်အရေးကြီးနေရမျိုးဖြစ်တယ်အဲ့လိုနေရမျိုးကိုတိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာအဲကျွန်တော်တပ်ဖွဲ့တွေကိုမေးကြည့်တယ်ပေါ့မေးကြည့်တဲ့အချိန်မှာအာတိုက်တိုက်ရတာခက်ခဲလားပေါ့နော်အဲခက်ခဲလားဆိုတော့မခက်ခဲဘူးတဲ့အရင်တော့မခက်ခဲဘူးပေါ့နော်အဲဒီစစ်ကောင်စီဘက်ကစစ်သားတွေကစိတ်တက်ကြနေတဲ့ပုံစံမျိုးတွေသူတို့မြင်ရတယ်ပြောကြတော့လေချောင်းတအားကျဲတယ်ပေါ့နော်လေချောင်းကတအားပစ်ကူပေးနေလို့ဒါဒီလောက်ထိရက်ကြသွားတာတဲ့ တကယ်လို့လေချောင်းသာမရှိဘူးဆိုရင်အဲ့ကောင်လေးစခန်းကိုဒီနေ့သိမ်းဒီနေ့ရတယ်ဆိုတဲ့ပုံစံမျိုးတော့ပြောတာအဖွဲတွေကအဲ့လိုကိုပြောတာအဲ့လောက်ကိုပဲဒီကောင်လေးကိုရွှေရှာမုံဒီနေတာအဲ့လိုမျိုးကိုကြိတ်မယ်ဆိုတဲ့စိတ်တွေနဲ့သွားကြတာအဲ့တော့အောင်မြင်မှာပဲအဲ့အဲ့အချိန်မှာဒါဖန်စီရမိတဲ့ဒါဗျူဟာမှုရှိတယ်ပေါ့နော်အဲဒါကော့အဲကန်ယူရန်တိုင်းစစ်ဌာနချုပ်ပေါ့နော်အဲစစ်ဗျူဟာတစ်ကဗျူဟာတစ်ကဗျူဟာမှုပေါ့ဒါအဲ့ဗျူဟာမှုဆိုပြီးသိရတယ်အဲ့ဗျူဟာမှာဖန်စီရမိတဲ့အချိန်မှာသူအရှင်မိတာ ါပေမဲ့ line ပေါ်တက်လာတဲ့အချိန်မှာအသေးလို့တက်လာတာနော်အသေးဖန်စီရမိရဆိုရင်တက်လာတာမေးကြည့်တော့ဟုတ်တယ်အရှင်အရင်ဆုံးမိတာပေါ့နော်လင်းရလည်းအရန်လာကျဲနေတဲ့အနေထားပြီးတော့ကျတော့ဒီကောင်းကိုလက်နဲ့ချဖို့အတွက်ကိုတောက်လျှောက်ပြောခဲ့တယ်ဒါပေမဲ့လုံးဝခေါင်းမာတယ်ဆိုပြီးတော့တိရအဲ့အချိန်မှာသူ့ကိုမိတဲ့အချိန်မှာဒီလုံးဝဒါသတင်းတစ်ခုမှလည်းတက်လာတွေးလိုက်တယ်ကျွန်တော်အဲ့အဲ့ဖြစ်စဉ်တိုင်းပဲပေါ့နော်တက်လာတဲ့အချိန်မှာအဲသူ့ကိုစစ်ဆေးနေတဲ့အချိန်မှာသူကမချီမငံပုံစံမျိုးဆက်ဆံတာတက်ဖွဲ့တွေကို စစ်ဆေးနေတဲ့တပ်ဖွဲ့တွေကိုဆက်ဆံပြီးတော့သူကမကျေနပ်လို့မတ်တပ်ထရက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တခုခုအဲသူကမကျေနပ်လို့ထပြီးတော့လှုပ်ချင်တာမျိုးပြုတ်ချင်တာမျိုးအဲအပြုတ်မှုမျိုးလှုပ်လိုက်တာပေါ့နော်လှုပ်လိုက်တဲ့ချိန်မှာဒါစစ်ဆေးမင်းမြတ်နေတဲ့တပ်ဖွဲ့ရဲ့ဘေးကတယောက်ကကင်ထုတ်ပလိုက်တာပေါ့နော်ကြိုက်တယ်ကျွန်တော်ကတော့တကယ်ဟိုဘာဖြစ်လို့လဲဆိုတော့ဟိုဒီကောင်အကြောင်းနောက်နောက်လိုက်ပြီးတော့မေးကြည့်တဲ့ခါကျမှအဲ့ကောင်ကဒါမင်းအောင်လိုက်လှုပ်လိုက်တဲ့ပုံစံမျိုးမင်းအောင်လိုက်လိုကောင်မျိုးပေါ့ဗျာပြောရရင်အဲ့လိုကောင်မျိုးပေါ့အဲအကြောင်းခေါင်းမာတယ်ပေါ့နော်ဟို လက်နဲ့ချဖို့အတွက်အချိန်ချင်းပြောတယ်လုံးဝလက်နဲ့မချဘူးပြန်ခံမတိုက်တယ်အဲပြီးတော့ကျတော့အဲခုနလိုဒီဒီဂုံးကိုတိုက်နေတဲ့အချိန်မှာကိုပဲလေချောင်းပစ်ကူကအယမ်းလာတာအယမ်းလာတာသူဒါဟိုပါပေါ့ပြောရမယ်ဆိုရင်အ အထက်ဌာနတွေနဲ့ပိုင်နေဆိုင်ပိုင်နေဆိုရဲកောင်မျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ဒါဒါလေချောင်းပစ်ကူကိုဖောဖောတီတီပေးတယ်လေရင်မျိုးစုံလာတယ်ကျဲတာလည်းတောက်လျှောက်ပဲပေါ့နော်အခုချိန်ထိလည်းလေရင်တွေဝဲနေတော့မယ်ကျဲနေတော့မယ်ပေါ့နော်အဲ့ဒါကြောင့်ဒါပြောရမယ်ဆိုရင်သူကအဲသူစကန်အခုလိုမျိုးတိုက်ပွဲဝင်နေရတဲ့ချိန်မှာလေချောင်းပစ်ကူဖောဖောတီတီရောက်အောင်တောင်းနိုင်တဲ့အစွမ်းအစလည်းရှိရဲកောင်မျိုး ြောကြတော့အဲ့လိုမျိုးလေချောင်းပစ်ကိုတောက်လျှောက်ပေးနေတာမျိုးဖြစ်တဲ့အတွက်သူကသူ့စကန်ကိုလုံးဝသူကမကြောက်ဘူးလို့ယူဆထားတဲ့ကောင်မျိုးလည်းဖြစ်မယ်။အဲနောက်တစ်ခုကတော့လုံးဝတေးသေးသေးကြီးပထွေးအတွက်အသက်အသေးခံပြီးတော့ပဲတိုက်သွားမယ်ဆိုတဲ့ကောင်မျိုးလည်းအဲဖြစ်မယ်လို့ယူဆရတယ်ဗောနော်။အဲအကြောင်းမလို့သား တော့ကတော်လိုင်းတက်ဖွဲ့နေတွေ့တဲ့အချိန်မှာမချင်းမငန်ပုံစံမျိုးပြန်ပြောလာမျိုးလို့ကျွန်တော်တို့ယူဆတယ်အဲ့တော့ဘာဖြစ်လဲအဲ့တော့အသက်မရှင်ဘူးအဲ့တော့အသက်မရှူတော့ဘူးအဲ့တော့ကင်ထုတ်ပလိုက်တယ်ပေါ့ဗျာအဲ့တော့ပြောချင်တာစစ်တုံးမန်းဆိုတဲ့ကောင်နေပေါ့နော်မြောင်းလိုင်းစီကနေပြီးတော့တော်လိုင်းတက်ဖွဲ့စီစီမှာလက်နက်ချအညံ့ခံရတဲ့စစ်တုံးမန်းဆိုတဲ့ကောင်နေကစစ်တုံးမန်းဖြစ်ပြီဆိုရင်ဆောက်ချိုးပြပြနေဖို့လိုတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အခုနောက်လိုပဲဒါရှင်းလင်းခံရမှာပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အကုံလုံးရဲ့ရင်ထဲမှာကပန်းနေပွင့်နေရမှာမဟုတ်ဘူး။အကုံလုံးက ောက်ကွဲဒေါသထွက်နေတာပြည်သူတွေကိုဘာမှမဆိုင်မဲနဲ့အခုလိုမျိုးဒါရဲရဲစက်စက်တက်ဖြတ်မှုတွေလုပ်နေတာဖြစ်တဲ့အတွက်လက်စားပြန်ချေဖို့ကြီးပဲစောင့်နေကြတာပေါ့နော်ဒါတောင်မှတပ်ဖွဲ့တွေကအရန်လူသားဆန်လို့ဒီကောင်းနေအခုလိုမျိုးကောင်းကောင်းမွန်မွန်ဖြစ်နေတာအဲတော့ကျတော့ကောင်းကောင်းမွန်မွန်ပြောတဲ့အချိန်မှာကောင်းကောင်းမွန်နားထောင်ပြီးရင်လုံးဝတော်လိုင်းတပ်ဖွဲ့တွေရဲ့လက်ခုပ်တွေကရေဖြစ်သွားပြီဆိုတဲ့အချိန်မှာမင်းတို့ကောင်းနေမျက်လွာတွေချတာကောင်းနေငုံတာပြောတဲ့အတိုင်းနားထောင်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ခုနလိုမတက်ပဲထရရရပေါ့နော်မျိုးလုံးပဲလှန်ကြည့်ကြည့်တပ်ဖွဲ့တွေကကြိုက်လို့လုံးပါပဲအဲဒါမဲ့တစ်ခုရှိရအောင်အဲ့လိုပေါ့နော်ဟိုခုနလို့ အဲအရှင်ဆိုရင်တော့သူ့ကိုထွက်ဆိုချက်ပုံစံမျိုးတွေအဲပြီးတော့ဒါရန်သူရဲ့တည်င်းနေပြီးတော့နောက်နောက်ဆုံးအခြေအနေဖြစ်တဲ့ဒါသူ့ရဲ့စီမံချက်တွေကိုသိရှိနိုင်တာပေါ့လေဒါပေမဲ့ဘာမှမဖြစ်ဘူးပေါ့နော်မသိရှိရလဲဘာမှမဖြစ်ဘူးဒါပေမဲ့ခုနလိုပေါ့ကောင်းမွန်တာသူတို့တွေပူပေါင်းပြီးတော့ကောင်းမွန်ဒါပြောတဲ့အတိုင်းနားထောင်မယ်ဟေ့ဆိုရင်တော့ဒါတို့ရေအသက်ရှင်တာခွင့်ရမယ်မိသားစုနဲ့တွေ့ဆုံခွင့်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်လို့ရတော့ခုနလိုပဲ ဒါရှင်းလင်းခံရမှာပဲပေါ့နော်အဲတိန်းစီရမိတဲ့လက်နက်ခင်းရနေဒါကျွန်တော်ကြည့်ပုံနေတော့တက်မလာသေးဘူးပေါ့နော်ဒါကျွန်တော်လိုက်ပြီးတော့မေးကြည့်ရဲ့အချိန်မှာကျွန်တော်တွေ့ရတဲ့အချိန်မှာ RPG ဘုံသီးတွေမနေဘူး120ဒီဆိုလည်းမနေဘူးပေါ့နော်အဲဘုံသီးတွေအများကြီးဒီကောင်နေနောက်ပိုင်းမှာအကြီးကိုတော်တော်လေးတွင်တွင်ကျကျသုံးလာရတွေ့ရတယ်အဲအကြောင်းမလို့လက်နဲ့ကြီးတန်းတချင်းချင်းတချင်းချင်းဆိုတဲ့ဟာတွေကဒါတွေအကြောင်းဖြစ်တယ်ပေါ့နော်အဲ့တော့လက်နဲ့ကြီးဘုံသီးတွေကိုစကန်တိုင်းစကန်တိုင်းမှာတော်တော်လေးကိုဘောဘောတီတီပြင်ဆင်ထားတာမျိုးတွေတွေ့ရတယ်အခုစကန်ကလည်းပြောရရင်တော့ဒါ viewer စကန်ကုန်ဖြစ်တဲ့အတွက်ပေါ့နော်ဒါ ခုနလိုလက်နက်ကြီးကိုအရန်အနေနဲ့ဒါဘုံသီးတွေကအစားပြင်ဆင်ထားတဲ့အနေအထားမျိုးပေါ့နော်ပြီးတော့ဒါရှေ့ထွက်မိုင်းတွေဆိုလဲကျွန်တော်အများကြီးတွေ့ရတယ်အဲအဲ့လိုမျိုးပဲဒါဘုံသီးတွေဆိုလဲအများကြီးတွေ့ရတော့ကြတော့ဘလိုပဲဖြစ်ဖြစ်ဒါအောင်မြင်မှုဒါတော်တော်လေးရတယ်လို့ပြောရမှာပေါ့နော်ပြီးတော့အဲ့အတေဖန်စီရမိတဲ့ viewer မှုနဲ့ပတ်သက်ပြီးတော့သူတို့ရက်ကွက်ဘက်ကပြောထားတဲ့ဟာလည်းရှိသေးတယ်အဲ့ကြောင့်ပြောပြမယ်တော်တော်လေးတော်တော်လေးရုပ်ပြောင်တဲ့កောင်နေပေါ့နော် အဲဘာရေးထားလဲဆိုတာအလှငွေလိုအပ်လာတဲ့တောင်ပိုင်းတိုင်းပြည်ရဲ့တရားပေါ့နော်ထိထပြူဟာစခန်းအားတိမ့်ပိုက်တီဟုဝါဒဖြန့်အလှခံလျက်ရှိပြီတဲ့အဲထိထပြူဟာစခန်းအနီးရှိထိထရွာတွင်မော်လမြိုင်ဖျားသုံးစုခီးတဲ့ကားမောင်းသည့်ရင်မောင်းစောဝနအားထိထစခန်းမှာတာဝန်ရှိသူအဖြစ်ဟန်ဆောင်ခိုင်းကာတဲ့တမတော်ချစ်သူများအားစိတ်တကြဆင်းစေရန်တမတော်ယူနီဖောင်းယူနီဖောင်းပေးဝယ်ထားသည်တဲ့အဲအဲခုနခုနဒီပြူဟာမှုရဲ့ပုံပေါ့နော်ထိုင်နေတဲ့ယူနီဖောင်းနဲ့ပုံအဲအဲ့ဒါကိုဒါကာသမာစောဝနဆိုပြီးပြောထားတာပေါ့နော် ်ရမောင်းစောဝနမှာလည်းတာ PDF တွေနဲ့အဆက်အသွယ်ရှိသူဖြစ်ပြီးတဲ့မော်လမြိုင် PDF များအားတဲ့လက်နက်နဲ့မှောင်ကိုပေးပို့နေသောမော်လမြိုင်ဇာတိကာသမားဖြစ်ပြီးမှောင်ကိုလမ်းကျွမ်းကျင်သူဖြစ်သည်တဲ့အနစ်ချုပ်တော့တဲ့ထိတာစကံမကြသေးပါတဲ့တမတော်သားများရွရွချွွချွပြင်းထန်ခုခံလျက်ရှိပါသည်တဲ့နော်အဲ့ဒီလိုမျိုးကိုရုပ်ပြောင်တဲ့ကောင်တွေပေါ့နော်အဲလုံးဝသူတို့ဘက်ကအဖွဲ့တွေစိတ်တက်ကြဆင်းမှဆိုးတဲ့အတွက်ပေါ့နော်ဒီဘက်ကတပ်ဖွဲ့တွေကအခုလိုမျိုးပုံစံမျိုးတွေလုပ်ပါလေဆိုပြီးတော့မဟုတ်မဟုတ်ကြီးဗျာသိလားအဲ့လိုပုံစံမျိုး အဲ့လိုမျိုးအနေထားမျိုးနဲ့ဒီကောင်တွေလိန်နေရတဲ့အဖြစ်ပေါ့နော်အဓိကတော့သူတို့ဘက်ကစစ်သားတွေဒီအကြောင်းတွေကြားပေါ့ကြားဝိုင်းပေါ့နော်အတီတက်စကန်ကြားဝိုင်းမော်ဘိုင်းစကန်ကြားဝိုင်းဒီလိုမျိုးအကြောင်းတွေကြားရတဲ့အခါမှာစိတ်တဲ့ကြဆင်းပြီးတော့ထွက်ပြေးတာမျိုးတွေလက်ကုံတာမျိုးတွေဖြစ်မှာဆိုလို့ဆိုပြီးတော့အခုလိုပုံစံမဟုတ်မမှန်ဝါလာဖြတ်နေရတဲ့ပုံစံမျိုးလောကကလေးထားတွေပြတိလားအဲ့ဒါကျန်တဲ့လူသူတို့ဘက်ကကောင်တွေကတော့ယုံကြည်ယုံပါပေါ့နော်အဲ့အဲ့လိုမျိုးဒါမဲ့ဒါပြည်သူကကြတော့တည်နေပြီးသားလေနော်အဲအဲ့မှာဒါသူကဘာပြောချင်တာလဲဆိုတော့အဓိက ဒါအနစ်ချုပ်မယ်ဆိုရင်တိတစကံမကြသေးဘူးပေါ့နော်တမလို့သားများရွေးချွတ်ချွတ်ဒါခုခံအပြင်းထန်ခုခံလည်းရှိပါသည်ဆိုပြီးတော့ပြောထားပေါ့နော်ကြလားမကြလားမေ့ကြည့်အောင်မင်းတို့ယူပါမှုစီဖုံးဆက်ကြည့်အောင်ပေါ့နော်ယူပါမှုပြန်ဖြေရင်ကံကောင်းပြန်ဖြေပြန်ဖြေတော့ဖြေမှာဒါပေမဲ့တော်လိုင်းတက်ဖွဲ့တွေကပြန်ဖြေလိမ့်မယ်နော်အဲ့လိုပုံစံမျိုးဖြစ်သွားပြီအဲ့တော့ကျတော့တကယ်ကိုရုပ်ပြောင်းတဲ့ကောင်းနေကြောင်းဒါလေးလည်းတွေ့လို့ဖတ်ပြတော့ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ဒါကြောင့်မိုးပြဲပေါ့နော်မိုးပြဲမှာထိုးစစ်ဆင်နေတဲ့ဟာတော်တော်တော့ကြာပြီဗျဒါစစ်ကောင်စီဘက်ကပေါ့နော် အဲအဲ့မှာကျွန်တော်ဗာတိရလဲဆိုတော့ကာဆရာနှစ်မူးပေါ့နော်ကာဆရာနှစ်မူးကအရင်တုန်းကအဲ့နေရာမျိုးတွေမှာနေသွားတဲ့ကောင်ဆိုပြီးတော့တိရတယ်အဲ့အဲ့ကောင်ကသူကအဖွဲစည်းတွေပေါ့နော်အဲသူတို့ဘက်ကိုပါတယ်ဆိုတဲ့အောင်ဖြစ်တဲ့အဖွဲစည်းတွေနဲ့သူကကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုပြီးတော့တိရတယ်မင်းအွန်လိုင်းကအခုနောက်ပိုင်းမှာအဲ့လိုကောင်မျိုးတွေကိုပဲလွတ်တယ်ပေါ့နော်အဲဒီကောင်တွေကအဲ့နေမြေတွေကိုရောက်ပြီဆိုတဲ့အချိန်မှာနှီးမျိုးစုံတုံးတယ်သွေးခွဲတက်ရှူတာတွေတုံးတယ်ပြီးရင်သတင်းရယူမှုတွေကတော်တော်လေးအဲထိထိရောက်လုံနေတာမျိုးတွေတွေ့ရတယ်အဲပြီးတော့ကြတော့ အဲတပ်ဖွဲ့တွေကလှုပ်ရှားသွားလာမှုတွေကိုအဖွဲ့အစုံပေါ့နော်အဲသူတို့ ਨੇ ရင်းနှီးပါလေဆိုတော့အဖွဲ့အစုံပြီးရင်ဒေသခံပေါ့နော်အဲ့လိုလူတွေစီကနေပြီးသူတို့ကိုထောက်ခံအားပေးတဲ့သူတွေစီကနေပြီးတော့လုံးဝနှိုင်းနှိုင်းချွတ်ချွတ်ပုံစံမျိုးနဲ့သိရှိအောင်လုပ်ပြီးတော့တပ်ဖွဲ့တွေထိခိုက်နေနေအောင် ဒါလုံးဝအဆက်မပြတ်လုပ်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဗောနော်အဲကြောင့်မိုးပြဲကအခုနောက်ပိုင်းမှာတော်တော်လေးဒါဒီကောင်တွေဘက်ကထိုးစစ်ဆင်လာတဲ့အနေအထားမျိုးတွေတွေ့ရတယ်အဲ့မှာထူးခြားချက်ကဘာလဲဆိုတော့ဒါ၄နိနစ်တက်ဗောနော်မိုးပြဲကိုတိုက်တဲ့အချိန်မှာတလိုင်းတက်ဖွဲ့တွေက၄နိနစ်တက်တစ်ခုပဲကြံခဲ့တာဗောနော်အဲ့တက်တစ်ခုလေးကြံလိုက်တာကအခုထိတောက်လျှောက်ဒုက္ခဘေးခံနေရတာပဲဘာလို့လဲဆိုတော့အဲ့တက်ကိုလာတယ်အဲ့တက်မှာလင်းရင်ဆင်းတာအဲ့တက်မှာဆင်းရအဖြစ်တယ်အဲ့တက်မှာခေရန်ပုံးသီးအင်အားဖြည့်တယ်ပြီးရတဲ့အဲ့တက်ကနေပြီးတော့ပဲထွက်ပြီးတော့အပြင်ကိုစစ်ကြောင်းထိုးတယ်နေမီရှင်းတယ် အဲဆင်ဆင်ရေးစားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးလောက်လာအဲ့တော့ကျတော့တခုခုဆိုရင်ကျွန်တော်တို့အမြင့်ပါဖြတ်မှာရဒါမို့ဆိုရင်ခုနလိုပဲတတိတတိနဲ့ပေါ့နော်ဒီကောင်လေးဘက်ကတင်မဲ့အင်အားတွေကအများကြီးရှိတယ်အဲ့တော့ကျအဲ့ကောင်တွေကအဲ့လိုဟာမျိုးတွေကိုတောက်လျှောက်ထုတ်လွတ်ပေးပြီးတော့ခုနလိုအသေးခံပြီးတော့လုတ်ခိုင်းနေဦးမှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတံမိုးရှိတယ်ဗျမလဲနိုင်ဘူးပေါ့နော်အဲ့တော့ကျတော့လုတ်ပြီးဆိုရင်ပြီးပြင်းလုတ်ပြီးတော့အချီးကိုင်ပြအဲ့ဒါမျိုးကအမြင့်ဖြတ်ပြဖို့အတွက်အဲ့ဒါမျိုးကအရန်ရေးကြီးတယ်ပေါ့နော်ဒါပေမဲ့တခုကောင်းတာကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတကယ်စိတ်သက် အင်အားတာလုံကောင်းမွန်တယ်ပြီးတော့ဒါခုနလိုအတွေ့အကြုံတွေပို့ပြီးပြည့်ဝလာတယ်ပူပေါင်းဆောင်ရွက်မှုတွေပို့ပြီးများလာတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါခုနဒီမိုးပြဲမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဆိုလည်းဒါလုံးဝအဲ15ရာလောက်တန်ရာရပြီးတော့ခုနကျွန်တော်ပြောရဲလင်းနေတဲ့တပ်တွေကိုပဲပြန်ပြီးတော့ထွက်ပြေးကြတယ်ဝင်ပြေးကြတယ်ပေါ့နော်ဝင်ပြေးကြအဲ့လိုပုံစံမျိုးဖြစ်နေတယ် ။အဲကြအဲ့လိုမျိုးမဖြစ်အောင်လေရောင်းတက်ဖွဲ့တွေကတခုခုကင်မီဟေးဆိုရင်လုံးဝအမြင့်ပြတ်အောင်လုံနိုင်မှုရည်ကြီးတယ်။ပြီးတော့အဲ့လိုလုံနိုင်မှုအတွက်ကလည်းပြည်သူလူထုရဲ့ခွန်အားတွေလိုတယ်ပေါ့နော်။တက်ဖွဲ့တွေမှာကသူတို့ကဒီလက်နက်ခဲယမ်းတွေဖြည့်သိမ်းမှုအတွက်ဆိုရင်ဒါပြည်သူလူထုရဲ့အထောက်ပံ့အကူအညီကိုအများကြီးလိုအပ်တယ်ပေါ့နော်။အဲကြတော့ပြည်သူလူထုကလည်းထောက်ပံ့မယ်တက်ဖွဲ့တွေကလည်းရဲစွမ်းတတိအပြည့်နဲ့ခုနလိုအမြင့်ပြတ်ချေမှုမယ်ဆိုရင်ကျွန်တော်မဖြစ်နိုင်စရာအကြောင်းကိုမရှိဘူးပေါ့နော်။ဘာပဲပြောတာဒီရက်ထဲမှာကျွန်တော်မြောက်လန်ရဲ့ရက်ဆက်မှုတွေကတော့လုံးဝပြောလို့မဆုံးဘူးပေါ့နော် အဲ့လို yes ဆက်လုံနေတဲ့ကောင်တွေရဲ့လုံရက်ကိုလည်းကဘာတိအောင်ကျွန်တော်တို့ကဏ္ဍအသီးသီးရနေပြီးတော့ဒါအတန်တွေထုတ်လင်းဖို့အရင်အရေးကြီးတယ်အတစ်ဖက်မှာလည်းပေါ့နော်အတော်လည်းရဲ့ဒါခွန်အားဖြစ်စရာအကြောင်းအရာတွေကလည်းရှိတယ်အနေရာတိုင်းမှာတိုက်ပွဲဖြစ်ပွားနေတဲ့နေသားမှာစစ်ကောင်စီဘက်ကအထိနာတဲ့နေသားမျိုးတွေအများကြီးတွေ့ရတယ်ဒါမဲ့လည်းအဲကျွန်တော်တို့သတိထားမယ့်ဟာတွေရှိတယ်အဲပြီးရင်အထင်သေးလို့မရတဲ့ဟာတွေရှိတယ်အခုဆိုရင်လာရှိုးကိုခုနလိုတစားတစားနဲ့ပြန်ပြီးတော့ဝင်ဖို့အတွက်သူတို့လှုပ်ပြီးတဲ့အချိန်မှာအခုဆိုတောင်ခန်းကို ဒါစစ်ကြောင်းထိုးတာမျိုးတွေထိုးစစ်ဆတာမျိုးတွေအဲ့လိုပုံစံမျိုးတွေပြန်လှုပ်လာပြီပေါ့နော်အဲ့တော့တဖွဲ့ကိုသူတို့တွေခုနလိုအဲချုပ်လိုက်တဲ့ပုံစံမျိုးလုပ်ပြီးရင်နောက်တစ်ဖွဲ့ကိုဒုက္ခပေးဖို့သူတို့ကြိုးစားတာပဲအဲ့ကြ TNL တက်ဖွဲ့တွေအတွက်လည်းဒါဆိုရင်ဇာတစ်ခုဖြစ်လာနေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့စီလုံးမှုဒီထက်ပိုပြီးတော့ရှိဖို့လိုမယ်လက်တွဲညီညီတိုက်ပွဲဝင်နိုင်ဖို့လိုမယ်အားလုံးမျှော်လင့်တောင်းတနေတဲ့တပ်ပေါင်းစုစုဖွဲ့ပြီးတော့မင်းအောင်လှိုင်စစ်တပ်ကိုအမြင့်ဖြတ်နိုင်ဖို့အတွက်ရန်ရည်ကြီးတယ်ဆိုတာကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်